ော်လင်ရေးတပ်ဖွဲ့တွေထိ ंछ ုပ်ထားတဲ့ဂရနီပြည်ကေလျားမြို့နယ်မှာစစ်ကွန်မရှင်ကကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကိုလူထုနဲ့တွိတ်ဆုပ်ပြီးစန့်ကျင်ရေးလှုပ်ရှားမှုတွေလုပ်ခဲ့တယ်လို့ UKSY ကထုတ်ပြန်ပါတယ်ဒီရွေးကောက်ပွဲကိုဆက်ကျင်ဖို့အတွက်နေရမပြောင်းပဲဆက်လက်ရည်တည်ပေးဖို့ကိုလည်းဒေသခံတွေကိုတောင်းဆိုထားပါတယ်။ဒီကြောင့်ကုစော်ဘွေကတင်ဆက်ထားပါတယ်။တော်လန်ရင်တပ်ဖွဲ့တွေထိန်းချုပ်ထားပြီးဂရင်းပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အုတ်ချုပ်ရည်ရင်နရတက်ရောက်နေတဲ့ကေလာမြို့နယ်မှာစစ်ကောင်စီကချင်းပမဲ့ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတစ်ခုကိုပြုလုပ်ခဲ့တယ်လို့ကရီနီပြည်လူငယ်များသမဂ UKSY ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီလှုပ်ရှားမှုကိုနှွေမာလာ29ရက်နေ့ကကေလာမြို့နယ်မှာစစ်ကောင်စီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆန့်ကျင်ရေးဆိုင်ရာလူထုတွေ့ဆုံမွေးတဲ့အနေနဲ့ကျင်းပခဲ့တာဖြစ်ပါတယ်။ဒီဆွေးနွေးပွဲမှာခြေရွာလိုက်အုပ်ချုပ်ရေးမှုတွေစစ်ဘေးရှောင်ကော်မတီတွေဆရာဆရာမတွေနဲ့လူငယ်ကော်မတီတွေအပါအဝင်လူဦးရေ60လောက်တက်ရောက်ခဲ့ပါတယ်။ စစ်ကောင်မရှိကနေချစ်ပပြုလုပ်မဲ့ဒီတူရောင်ရွေးကောက်ပွဲစာရတကိုကျွန်တော်တို့ဗီဒီယိုထူနာတော့တိတ်ဆောင်တာဖြစ်တယ်ပေါ့နော်အဓိကတော့ဗီဒီယိုထူတွေဆက်တာဘောထားကဘလို့ရှင်နေရှိလေဆိုမျိုးပေါ့နော်ဆွေးနွေးပွဲမှာစစ်ကောင်မရှိရဲ့ခေဆက်ဆက်ရွေးကောက်ပွဲအခြေအနေတွေနဲ့လက်ရှိကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲအခြေအနေတွေကိုလူလူနဲ့အပြန်နဲ့ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်ဒီလမျိုးနယ်အနေနဲ့ကတော့စစ်ကောင်မရှင်ကနေသူတို့ရဲ့ဟိုလက်အောက်ခံတွေက CEO လို့ဆော်ရတာတွေရော ဟိုရှိမှာပဲပေါ့နော်ဆိုတော့ရှိတယ်ဒါပေမဲ့တို့တော့လဲကျွန်တော်ကြာတိထားတရားဒီလောက်ကတော့ Presto မျိုးနယ်ကို ပြန်မယ်လူတွေခေချင်းကတော့နဲရပေါ့လေဟိုတခြားတော့ကျွန်တော်ဟိုပီတလူထူနဲ့တူအလောရက်တီမြေဆိုတော့ကိစ္စမျိုးတော့တို့ပို့ပြီးတော့များတယ်တို့တော့ကလည်း တို့တို့စက်ကမရှိလို့မဲ့ယူကပ်ပေါ်တော့တို့လည်းဟိုစက်ချစ်ချောင်းဆိုတာမျိုးပေါ့နော်။အဲတို့တို့ကတော့ဟိုလစ်ရှိနေသေးတော့အဲလိုရတီပီးနေရပေါ့။စက်ကမရှိကလာမဲ့ဒီဇင်ဘာလ20ရက်နေ့မှာယူကပ်ပွဲစတင်ကျင်းပမယ်လို့ကြေညာထားပြီးခရီးနီပြည်အတွင်းကလွိုက်ကောတီမော့ဆူဖရူဆွန်နဲ့ဘောလ်ကန်မြို့နယ်တွေပါဝင်ပါတယ်။ UKSY အတွင်းရင်းမှုကတော့တော်လန်ရေးကာလ9နှစ်အတွင်းအိုမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ပြည်သူအများစုကိုနေရက်ကိုမပြောင်းဘဲစစ်ကောင်ရှင်ရဲ့ရွေးကောက်ပွဲကိုဆက်လက်ဆန့်ကျင်ပေးကြဖို့တောင်းဆိုခဲ့ပါတယ်။ စကမရှင်နဲ့ချစ်ပါပြုလုပ်တဲ့အထူးရောက်ရွေးကောက်ပွဲကိုတော့ဟောပီတူလူထုအနေနဲ့တက်ဒစ်ကာရာပါချင်တာဟောရတော့လက်ရှိနေတာထားနဲ့ဟောမျိုးရစ်မျိုးပေါ်ရပြလာပြန်ဝင်လာတဲ့ကိစ္စမျိုးကျတော့ကျွန်တော်အနေနဲ့ပီတူထုအနေနဲ့အားလည်းမလုပ်ပေးပဲနဲ့ဆက်လက်ပြီးတော့ထောက်ခံပြဖို့ဒီလိုရွေးကောက်ပွဲစတင်ရင်လှူရှာမှုတွေကို ကေလာမြို့နယ်အပြင်နှွေမလ28ရက်နေ့ကလည်းလွိုက်ကော်မြို့နယ်ထဲကမြေပြင်တနေရာမှာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဥဆောင်ပြီးကမ်ပိန်းတွေပြုလုပ်ခဲ့သေးတယ်လို့ဆိုပါရယ်။